အလမဲ့ဖြစ်ဖို့အရှုံးမပေးပဲ Miss Universe Mogo 2025ကိုစားပြုအဖြစ်ထပ်ပြီးတော့ရှင်ပြိုင်တော့မဲ့မြို့ခုကိုစံပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် Sky Selfish ကနေပြီးတော့ကြိုဆိုလိုက်ပါရင်မြို့ခုကိုစံက မြန်မာနိုင်ငံမှာပထမဆုံးအနေနဲ့အမျိုးသားဖြစ်ကနေအမျိုးသမီးအဖြစ်ကိုပြောင်းလဲခဲ့တဲ့သူလို့ဆိုရမှာပါအမျိုးသားဖြစ်ကနေအမျိုးသမီးအစိတ်ပိုင်းနဲ့ရရှိအောင်ပြောင်းလဲတာတွေခင်မစားသေးတဲ့အချိန်မှာမျိုးကိုကိုဆန်းကဖြစ်တည်မှုကိုချပြပြီးတော့ပြောင်းလဲခဲ့တာပါမျိုးကိုကိုဆန်းကအမျိုးသမီးတယောက်လိုပြောင်းလဲလိုက်ရတဲ့အဓိကအကြောင်းရင်းကအလမဲတယောက်ဖြစ်ချင်တာကြောင့်ဆိုရင်လည်းမမားပါဘူးအလမဲဖြစ်ဖို့အတွက်ကိုရွေးထုတ်တဲ့သူဖြစ်တာမို့မျိုးကိုကိုဆန်းကအလမဲတယောက်ဖြစ်အောင်ဝဲရီရှင်ပြန်ပြီးတော့စူးစမ်းနေ ခဲ့ပါတယ် LGBT တွေအတွက်ဦးစီးကျင်းပတဲ့အလှမဲ့ပြိုင်ပွဲတွေကိုလည်းရှင်ပြိုင်နေခဲ့တာပါလက်ရှိမှာလည်းမြို့ကူကူဆန်းကအလှမဲ့လောကကိုတဖန်ခြေချလာပြန်ပါပြီလက်ရှိမှာ Miss Universe မြန်မာ2025ပြိုင်ပွဲအတွက်မျိုးနယ်ကိုစားပြုအလှမယ်တွေကိုရွေးချယ်နေရပါဒီနေ့အတွက် Miss Universe Mogul 2025အတွက်တခြားအလှမယ်တယောက်ကိုရွေးချယ်ခဲ့ပေမဲ့လည်းမပြန်ဖြစ်တော့တာကြောင့်မျိုးကူကူဆန်းကို အစားထိုးလိုက်တာဖြစ်ပါတယ်မျိုးကူကူဆန်းက Miss Universe Mogul 2025အဖြစ်ရှင်ပြိုင်တော့မှာဖြစ်ပါရယ်။ဒါက Miss Universe အလမဲ့တယောက်နေနဲ့ဒုတိယအကြိမ်ခြေချခြင်းဖြစ်ပါရယ်။ပထမဆုံးအကြိမ်နေနဲ့ Miss Universe မြန်မာ2022ပြိုင်ပွဲမှာဝင်ရောက်ရှင်ပြိုင်ခဲ့ပူတာဖြစ်ပါရယ်။မြို့ကူကိုဆန်းကအရင်နှစ်ရှင်ပြိုင်တုန်းကလည်းသူကိုယ်သူတရဖူရရှိလိမ့်မယ်လို့ထင်ထားခဲ့တာပါ။တရဖူရလိမ့်မယ်လို့ဟစ်ကြွေးပြီးတော့ရှင်ပြိုင်ခဲ့ပေမဲ့မြို့ကူကိုဆန်းက top 10အဆင့်ထိသာဝင်ရောက်နိုင်ခဲ့ပါတယ်။ top 10အဆင့်ထိသာဝင်ခဲ့တဲ့အပေါ်မှာမြို့ကူကိုဆန်းအရန်ကိုစိတ်ထိခိုက်ခဲ့ပါတယ်။ Miss Universe ကကျွန်မကိုမရလိုက်ကြပါဆိုပြီးတော့မြို့ကူကိုဆန်းကငိုကြွေးပြီးတော့ပြောထားခဲ့တာပါ။မြို့ကူကိုဆန်းက နောက်ထပ်တစ်ကြိမ် Miss Universe ကိုခြေချပြုံးမှာဆိုပြီးတော့လည်းပြောထားခဲ့ရတာဒါပေမဲ့မြန်မြန်ဆန်ဆန်ရှင်ပြိုင်ပြလိမ့်မယ်လို့တော့မထင်ထားခဲ့ကြပါဘူးမြို့ကကိုဆန်းကအမြန်ဆုံးဆုံးဖြတ်ချက်ချပြီးတော့ Miss Universe မြန်မာ2025ပြိုင်ပွဲမှာဝင်ရောက်ရှင်ပြိုင်သွားတော့မှာဖြစ်ပါတယ်ဒါအပြင်ဒီတစ်ခါမှာမြို့ကကိုဆန်းကရုပ်ရည်ဆိုလဲအရန်ကိုပြောင်းလဲသွားခဲ့ပါပြီရှီလာရဲမှာတော့က မျိုးလုံးနှက်ခမ်းတဲ့လိုအပ်တဲ့အစိပ်ပိုင်းတွေကိုနိုင်ငံသားမှခွဲစိတ်ပြုပြင်ခဲ့ရဖြစ်ပါတယ်။ဒါကြောင့်မို့အရှင်ထက်အစာပေါင်းများစွာလှပလာပြီးတော့အလမယ်နေနဲ့ထပ်ပြိုင်ဖို့ယုံကြည်ချက်ရှိလာခဲ့ရဖြစ်ပါတယ်။ပြည်သူတီကတော့ဒီတစ်ခေါက်လေ Universe ကမျိုးကိုမရလိုက်တာလို့ပြောဦးမှလားဆိုပြီးတော့စားနောက်နေကြပါတယ်။မျိုးကိုဆိုင်ကအလမယ်တယောက်ဖြစ်ဖို့ဆရာထက်တန်နေတဲ့သူတယောက်ဖြစ်တဲ့အတွက်ကိုအရှိချင်းပြည်အောင်သာဖြည့်ထားရင်းနဲ့ဒေကြောက်ထူးချွတ်မဲ့သူမျိုးဖြစ်ပါတယ်။ပြီးခဲ့တဲ့တစ်ခေါက်ရှင်ပြန်တော့က catwalk ော့တော်တော်လေးကိုစိုးနေကြတာပါကက်တောပိုင်းကိုသာရေချင်းပြည့်အောင်ဖြည့်ထားမယ်ဆိုရင်မြို့ကူကိုဆန်းကလည်းမြန်မာနိုင်ငံကိုစားပြူတယောက်ဖြစ်လာနိုင်တဲ့သူဆိုပြီးတော့ ဘက်မန်ဖန်တွေကတော့ကြိုးစားဖို့တိုက်တွန်းထားပါတယ်။ဒီနေ့ရဲ့ Miss Universe မြန်မာပြိုင်ပွဲကပွဲကျတဲ့နှစ်လို့ဆိုရမှာပါ။ပွဲကျရလောက်အောင်ဒီနာမည်ကြီးတဲ့သူတွေဝင်ရောက်ရှင်ပြိုင်တာမျိုးကိုမြို့ကိုစံအတွက်ကလည်းခွင့်ရရှိရလို့ပြောလို့ရတယ်။ပွဲကျတဲ့နှစ်ကတော့အာတကယ်ကိုလှပချုံမိုးတဲ့သူတွေများတဲ့နှစ်ပါ။ဒါပေမဲ့ဒီနှစ်မှာတော့အဲဒီလိုမျိုးပွဲကျတဲ့နှစ်လို့ပြောရလောက်အောင်လည်းမဟုတ်ဘူးလို့ဆိုရမှာလည်းဖြစ်ပါတယ်။ဒီနှစ်မှာတော့မြို့ကိုစံကလက်ခုပ်တီးရုံနဲ့ပြီးသွားမလား။မြမကိုစားပြုနေတဲ့တရဖူရမလားဆိုတာပြိ သတို့အမြင်လေးပြပြပေးခဲ့ပါအောင်ရှင်အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်လည်းပြည်သူတို့ရောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်